တခါတလေကံကြမ္မာရဲ့လှည်သားမှုတွေကြောင့်ဘဝတွေဟာမျော်လင့်မထားတဲ့အဆုံးသက်တွေနဲ့ကြုံတွေ့ရတတ်ပါတယ်။လေရင်တွေဟာကဘာတဝန်းကလူတွေကိုချိတ်ဆက်ပြီးတဲ့ပေါင်ကူတရားတွေဖြစ်ပေမဲ့တခါတရံဒီတရားတွေဟာဝမ်းနဲ့ကြေကွဲစရာဇာလန်းတွေရဲ့အစာမျက်နှာဖြစ်သွားနိုင်ပါတယ်။ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကဘာတဝန်းလုံးကိုတုံ့လှုပ်စေခဲ့တဲ့လူသားတွေရဲ့မျော်လင့်ချက်တွေကိုခြွေချခဲ့တဲ့မနေ့ကဖြစ်သွားခဲ့တဲ့အိန္ဒိယလေရင်မတော်တဆမှုအဖြစ်ဆိုးကြီးတစ်ခုအကြောင်းကိုပါပဲ။ဒီရင်နာစရာသတင်းစိုးတစ်ခုအကြောင်းကိုအသေးစိတ်ပုံမရှင်းလင်းစွာနဲ့ ခံမှန်းသုံးသက်ချက်တွေပါထည့်သွင်းပြီးပြောပြခြင်းပါတယ်ဒီဖြစ်စဉ်ကတော့ Boeing 787-8 Dreamliner လေယာဉ်တစ်စင်းပြတ်ကျမှုပါပဲဒီ Dreamliner မျိုးစားလေယာဉ်ပြတ်ကျတာဟာတမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်ဒါဟာလေကြောင်းလောကအတွက်တကယ်ကိုစိတ်မကောင်းကြသတင်းဆိုတစ်ခုပါဘာလို့လဲဆိုတော့ Dreamliner ဟာခင်မီနီးပညာတွေအများအပြားသုံးပြီးတိဆောက်ထားတဲ့လေယာဉ်မျိုးစားဖြစ်လို့ဒီလိုမျိုးအဖြစ်အပျက်တစ်ခုဖြစ်ပွားတာဟာမမျှော်လင့်ပဲစိတ်ထိတ်လန့်စရာကောင်းပါတယ် ဖြစ်ပွားခဲ့တဲ့လေယာဉ်တွေကတော့ Ahmed Bat အိန္ဒိယလေဆိပ်ကနေ London Gatwick ကို ပြန်တမ်းမဲ့ Air India လေယာဉ်အမှတ် AI 171ဖြစ်ပါတယ်။လေယာဉ်ဟာပြေးလမ်း23ကနေစတင်ထွက်ခွာပြီးစတင်တက်ချိန်မှာပဲမကြာခင် ပြတ်ကျသွားခဲ့တာဖြစ်ပါတယ်။လေယာဉ်ဟာအမြင့်မရောက်လိုက်ပဲပြန်လည်မြေပြင်ပေါ်ကိုကျဆင်းခဲ့တာကို CCTV မှတ်တမ်းတွေကနေရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။ပြတ်ကျခဲ့တဲ့လေယာဉ်ကို2013ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်လို့ဆက်လက်နှစ်သားလေယာဉ်လို့မှတ်တမ်းတွေကပြသနေပါတယ်။ လေရင်တက်တန်း72နှစ်ဆိုတာလေကြောင်းလုပ်ငန်းမှာလေရင်တစည်းအတွက်ပုံမှန်တက်တန်းပဲဖြစ်ပါတယ်။ကျွန်တော်တို့သိကြတဲ့အတိုင်းလေရင် တွေကိုနှစ်စဉ်လစဉ်ပုံမှန်စစ်ဆေးမှုတွေနဲ့ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဆောင်ရပါတယ်။ဒါကြောင့်တက်တန်း72နှစ်ဆိုတာလေရင်တစည်းအတွက်စိုးရင်စရာအနေထားမဟုတ်သေးပါဘူး။လေရင်ပေါ်မှာခရီးသည်242ဦးပါဝင်တယ်လို့အစောပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပေမဲ့လေရင်ကလူနေထိုင်ရာရပ်ကွက်ထဲကိုပြတ်ကျခဲ့တာကြောင့်နောက်ပိုင်းမှာဒီရေအတွက်ကိုပြန်လည်စစ်ဆေးအတည်ပြုဖို့လိုအပ်ပါတယ်။ မြေပြင်ပေါ်ကထိခိုက်မှုရေအတွက်ကတော့အတိအကျမသိရသေးပဲဒေသခံနှစ်ဦးကိုစေယုံတင်ထားရတယ်လို့အတိမပြုတ်နိုင်သေးတဲ့သတင်းတွေကဆိုပါရယ်ဒီလိုလေရင်ပြတ်ကျမှုမျိုးမှာလေရင်ပေါ်မှာပါတဲ့ခရီးသည်တွေအသက်ရှင်ဖို့ခွင့်ရေးကတော့အလွန်နှေးပါတယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါရယ်ပုံတွေကိုကြည့်ရတာလေရင်ကအစိတ်စိတ်မှွားမှွားပျက်စီးသွားတာမလို့အသက်ရှင်နိုင်ဖို့အခွင့်အရေးကတကယ်ကိုနှေးပါရယ်ဖြစ်စဉ်ဖြစ်ပွားစီမှာယာတိဥဒုကတကယ်ကိုကောင်းမွန်နေခဲ့ပါရယ်အမြင်အာရုံ6ကီလိုမီတာကျော်မြင်ရပြီး လေတိုက်နှုံးကလည်းအလွန်ပေါ်ပါတဲ့6ခွန်နော့လောက်ပဲရှိခဲ့ပါတယ်။အပူချိန်ကလည်း36 39ဒီဂရီစင်တီဂရိတ်လောက်ရှိခဲ့ပေမဲ့ဒါကလည်းလေရင်ပြန့်သန်းမှုအတွက်လက်ခံနိုင်တဲ့အပူချိန်ပါ။ဒါဆိုဘာကြောင့်လေရင်ပြတ်ကျခဲ့တာလဲဆိုရဲမေကွန်းကအတိအကျကြားလာပါတယ်။ရာသီဥတုကောင်းမွန်တာကြောင့်လေတိုက်နှုံးရုတ်တရက်ပြောင်းလဲတာဒါမှမဟုတ်လေကျန်းတိုက်တာတွေလိုမျိုးရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်နိုင်ခြေကိုတော့ပယ်ဖျက်လိုက်လို့ရပါပြီ။ Flight Radar 24ကနေမှတ်တမ်းတင်ထားတဲ့လေယာဉ်ရဲ့နောက်ဆုံးအချက်လက်တွေအရလေယာဉ်ဟာအမြင့်ပေ625ပေမှာရှိနေခဲ့ပြီးအလျင်နှုန်း184 knot ရှိပါတယ်။အပေါ်ကိုတက်နေတဲ့နှုန်းက10မိနစ်ကိုပေ900နီးပါးလောက်ရှိခဲ့ပါတယ်။ဒီလိုအချက်လက်တွေဟာပုံမှန်လေယာဉ်ထွက်ခွာမှုအတွက်သိပ်ပြီးပြဿနာမရှိသင့်ပေမဲ့ပုံမှန်အားဖြင့်တော့လေယာဉ်စတင်တက်ချိန်မှာဒီထက်မြင့်တဲ့မြန်နှုန်းနဲ့ပိုပြီးမြန်မြန်ဆန်ဆန်အမြင့်တက်လေရှိပါတယ်။ဒီနောက်ဆုံးမှတ်တမ်းတင်တဲ့နေရာဟာပြေးလမ်းပေါ်မှာရှိနေသေးတာကိုလည်းတွေ့ရပါတယ်။ ဒါဆိုလေရင်ကအမြင့်ပေ625ပေမှာရှိနေတော့ရုတ်တရက်အမြင့်ဆုံးရှုံးပြီးကျဆင်းသွားတာကိုတွေ့ရမှာပါ CCTV မှာဗီဒီယိုမှတ်တမ်းတွေအရလေရင်အင်ဂျင်တွေကနေမီးလောင်ကျွမ်းတာဒါမှမဟုတ်မီးခိုးထွက်တာမျိုးမတွေ့ရပါဘူးဒါဟာအင်မတန်ထူးဆန်းတဲ့အချက်တစ်ခုပါပဲဘာကြောင့်လဲဆိုတော့အင်ဂျင်ပြဿနာရှိရင် မီးခိုးထွက်တာဒါမှမဟုတ်မီးလောင်တာမျိုးအနည်းနဲ့အများတွေ့ရလိမ့်ရှိပါတယ်ဥပမာ Korean L လေရင်ပြတ်ကျမှုမှာတော့အင်ဂျင်တစ်လုံးကနေမီးခိုးတွေထွက်တာတွေ့ခဲ့ရပါတယ် ဒီအချိန်တွေမှာအင်ဂျင်နှလုံးလုံးတစ်ပြိုင်တည်းထဲအလိုလျောက်ရက်သွားတယ်လို့ယူဆဖို့ကလည်းမဖြစ်နိုင်သလောက်ရှားပါပါတယ်။နောက်ထပ်ထူးဆန်းပြီးမေကွန်းထုတ်စရာဖြစ်နေတာကတော့လေယာဉ်ရဲ့ဆင်းသက်မဲ့ဘိန်တွေ landing gear ဟာပြတ်ကျချိန်မှာအောက်ကိုချထားသေးဖြစ်နေတယ်ဆိုတာပါပဲ။ပုံမှန်လေယာဉ်တက်ခွာထွက်ခွာမှုလုပ်ငန်းစဉ်အရလေယာဉ်ဟာအမြင့်တနှုန်း positive rate of climb ရရှိတာနဲ့ဆင်းသက်မဲ့ဘိန်တွေကိုပြန်လည်သိမ်းဆည်းရပါတယ်။ CCTV ပုံရိပ်မှာဘိန်တွေချထားတာကိုတွေ့ရတဲ့အတွက် လေရင်မှုတွေဟာအလွန်အရေးကြီးတဲ့တစ်ခုခုကြောင့်အာယုံလွဲသွားခဲ့တာလားဒါမှမဟုတ်ဘိန်းတွေကို ပြန်သိမ်းဖို့မေ့သွားတာလားဆိုပြီးသုံးသပ်ထားပါတယ်ဒီလိုအခြေအနေမျိုးမှာလေရင်မှုတွေရဲ့အာယုံဆိုင်မှုကဘိန်းသိမ်းတာထက်ပိုအရေးကြီးတဲ့အရာတစ်ခုစီကိုရောက်နေခဲ့တာဖြစ်နိုင်ပါတယ် CCTV ဗီဒီယိုမှာတွေ့ရတာကတော့လေရင်မှုတွေဟာမြေကြီးနဲ့မထိခင်လေရင်ရဲ့ဥပိုင်းကို မိုးပေါ်ထောင်ပြီးအမြန်နှုံးကိုအမြင့်ဆုံးမြင့်တင်ဖို့ကြိုးစားခဲ့ပုံရပါတယ် ။ဒါပေမဲ့လေရင်ဟာအချိန်လျော့ကျသွားပြီးလေထဲမှာဆက်ပြန်ဖို့လုံလောက်တဲ့အင်အားမရှိတော့ဘဲမြေပြင်စီကိုထိုးဆင်းသွားခဲ့တာကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။ဒီဖြစ်စဉ်တွေဖြစ်နိုင်ခြေရှိသောအကြောင်းရင်းကတော့အင်ဂျင်တွေမှာပြဿနာတစုံတရာဖြစ်ခဲ့ပြီးလေရင်ရဲ့တွန်းအားရုတ်တရက်ပျောက်ဆုံးသွားတာဖြစ်နိုင်ပါတယ်။ဒါကြောင့်လေရင်ကအမြင့်မတက်နိုင်တော့ဘဲမြေပြင်စီကိုထိုးဆင်းသွားခဲ့တာပါ။ငှက်ဝင်တိုက်မှုဖြစ်နိုင်ခြေရှိတယ်လို့တချို့ကထင်မြင်နိုင်ပေမဲ့ အင်ဂျင်နှလုံးလုံးကိုတပြိုင်တည်းငှက်ဝင်ရောက်ပြီးအင်ဂျင်ပါဝါဆုံးရှုံးသွားသည်ဘုကတော့အလွန်ရှားပါတဲ့ဖြစ်စဉ်တစ်ခုပါ။နောက်ပြီးအင်ဂျင်ရပ်တန့်သွားတဲ့သဲလွန်စာဒါမှမဟုတ်အမြင်အာရုံဆိုင်ရာသဲလွန်စာမျိုးလည်းမတွေ့ရဘူးလို့ဆိုပါတယ်။အင်ဂျင်တွေကရုတ်တရက်ပိတ်သွားခဲ့တယ်လို့မျိုးပဲဖြစ်နေတယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်။ V1 speed take off decision speed အကြောင်းလည်းပြောပြထားပါတယ်။ဒီ V1 speed ဟာလေယာဉ်စတင်တက်ချိန်မှာအရေးကြီးတဲ့အချိန်တစ်ခုဖြစ်ပြီး ဒီအချိန်ရောက်ပြီးရင်အင်ဂျင်တစ်ခုရပ်သွားရင်တော့လေယာဉ်ကိုဆက်လက်တက်ခွာတာတွေအန္တရာယ်ကင်းပါတယ်။ဘာလို့လဲဆိုတော့ကြံရှိနေတဲ့ပြေးလန်းကွာဝေးကလေယာဉ်ကိုဘေးကင်းစွာရပ်တန့်ဖို့မလုံလောက်တော့လို့ပါပဲ။ဒီကိစ္စမှာတော့လေယာဉ်ဟာအချိန်ရပြီးတက်ခွာပြီးချိန်မှာရုတ်တရက်ပြဿနာကြုံခဲ့ရပုံရပါတယ်။ဒါဟာလေယာဉ်မှုတွေအတွက်အချိန်လွန်နေတဲ့အခြေအနေတစ်ခုဖြစ်ပြီးဆုံးဖြတ်ချက်ချဖို့တကယ်ကိုခက်ခဲတဲ့အခြေအနေပါပဲ။ဒီဖြစ်စဉ်ဟာဤပညာပိုင်းဆိုင်ရာချုပ်ရင်းချက်လားလူအမာလား ဒါမှမဟုတ်ငှက်ဝင်ရောက်မှုလားဆိုတာကိုတော့စုံစမ်းစစ်ဆေးမှုတွေကသာဖော်ထုတ်နိုင်မှာပါ Boeing 787 Dreamliner ဟာ2012ခုနှစ်မှာစတင်အသုံးပြုခဲ့ပြီးဒီလိုအသက်ဆုံးရှုံးမှုမျိုးပထမဆုံးချိန်ကြုံတွေ့ရတာလည်းဖြစ်ပါတယ်ဒီဖြစ်ရပ်ကိုအာရှမှာဖြစ်ပွားခဲ့တဲ့တခြား Boeing လေယာဉ်ပျက်ကျမှုတွေနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ် Lion Air Flight 610 2018ခုနှစ်အင်ဒိုနီးရှားမှာ Boeing 737 Max 8အမျိုးအစားလေယာဉ်ဟာ ဂျာကာတာကနေထွက်ခွာပြီးမကြခင်ပြတ်ကြခဲ့ပြီးခရီးသည်နဲ့ဝန်ထမ်း189ဦးသလုံးသေဆုံးခဲ့ပါတယ်။ဒီပြတ်ကျမှုဟာ Boeing 737 Max လေယာဉ်တွေရဲ့ software ချုပ်ယင်းချက်တွေကြောင့်ဖြစ်ခဲ့တာလို့နောက်ပိုင်းမှာတွေ့ရှိခဲ့ပါတယ်။ဒါအပြင်2019ခုနှစ် Ethiopia မှာပြတ်ကျခဲ့တဲ့ Boeing 737 Max 8အမျိုးအစားလေယာဉ်ပြတ်ကျခဲ့ပြီးလူ159ဦးသေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုကြောင့်ကမ္ဘာတဝန် Boeing 737 Max လေယာဉ်တွေအားလုံးကို18လကြာပြန်တမ်းမှုရပ်ဆိုင်းထားခဲ့ရပါတယ်။ Sriwijaya Air Flight 182 2021ခုနှစ်အင်ဒိုနီးရှားကတော့ Boeing 737-500မျိုးစားလေယာဉ်ဖြစ်ပြီးဂျာကာတာကနေထွက်ခွာပြီး၄မိနစ်ကြာမှာပင်လယ်ထဲကိုထိုးကျပျက်စီးခဲ့ကာလူ62ဦးသေဆုံးခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာမနေ့ကဖြစ်ခဲ့တဲ့787 Dreamliner ပြတ်ကျမှုလိုပဲ ရုတ်တရက်အမြင့်ဆုံးရှုံးပြီးထိုးကျသွားတာနဲ့အဆင်တူနိုင်ပါတယ်။မနေ့ကပြကြခဲ့တဲ့လေယာဉ်က Boeing 787 Dreamliner ဖြစ်ပြီးအတော်လေးခင်မိပြီးဘေးကင်းလုံခြုံမှုမှတ်တမ်းကောင်းမွန်တဲ့လေယာဉ်မျိုးစားပါ။ရခင်ကအာရှမှာဖြစ်ခဲ့တဲ့ထင်ရှားတဲ့ Boeing ပြကြမှုအများစုဥပမာ Lion Air, Ethiopian Airlines က Boeing 737 Max အမျိုးအစားတွေဖြစ်ပြီး software ဆိုင်ရာပြဿနာတွေကြောင့်နာမည်ဆိုးထွက်ခဲ့မှုပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ L India ရဲ့ပြတ်ကျမှုရဲ့အကြောင်းရင်းကိုတိကျသွားမသိရသေးပါဘူး Black Box အချက်လက်တွေရရှိမှသာအသေးစိတ်သိရှိရမှာပါ737 Max ပြတ်ကျမှုတွေကတော့ software ချုပ်ရင်းချက်ကြောင့်ဆိုတာအတိပြုသားပါမနေ့ကဖြစ်ခဲ့တဲ့ L India ပြတ်ကျမှုမှာတေဆုံးသူရေတွက်ဟာ242ဦးအနက်အများစုတေဆုံးခဲ့တာကြောင့်အာရှမှာဖြစ်ပွားခဲ့မှုတဲ့ Boeing 737 Max ပြတ်ကျမှု Lion L Ethiopian တွေနဲ့တေဆုံးမှုအရေအတွက် ကျင့်တူပါတယ်။ခြုံငုံပြောရရင်မနေ့ကဖြစ်ခဲ့တဲ့ Boeing 787 Dreamliner ပြတ်ကျမှုဟာဒီလင်းရဲမျိုးစားတွေအတွက်ပထမဆုံးကြောက်မက်ဖွယ်ရာအသက်ဆုံးရှုံးမှုဖြစ်ပြီးရခင်ကဖြစ်ခဲ့တဲ့ Boeing 737 Max ပြတ်ကျမှုတွေလိုလေယာဉ်ဒီဇိုင်းပိုင်းဆိုင်ရာအကြီးအကျယ်ခြုံရင်းချက်တွေရှိမရှိဆိုတာကိုတော့စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးမှပဲတိတိကျကျပြောနိုင်မှာဖြစ်ပါတယ်။ပြတ်ကျတဲ့နေရာတွေကတော့လူနေထိုင်ရာအဆောက်အဦတွေကြားရဖြစ်ပြီးလေယာဉ်ပိုင်းဆိုင်ရာအဆောက်အဦတွေထဲမှာပြန့်ကျဲနေပါတယ်။ လင်းရဲအမိပိုင်းတောင်ပံပိုင်းစာတွေပါဝင်လင်းရဲအစိပ်ပိုင်းတော်တော်များများပြက်စီးနေတာကိုတွေ့ရပါတယ်ဒီပုံရိပ်တွေကတကယ်ကိုရင်နှင်းစရာကောင်းပါတယ်ကောင်းတဲ့ချက်ကတော့လင်းရဲပြန်တမ်းမှုအချက်လက်မှတ်တမ်းတင်ဆက် flight data recorder FDR နဲ့လင်းမှုကန်အတန်းမှတ်တမ်းတင်ဆက်တွေဟာလင်းရင်မိပိုင်းမှာတည်ရှိပြီးဒီကိစ္စမှာသူတို့ကိုရှာဖွေရလွယ်ကူလိမ့်မယ်လို့မျှော်လင့်ရပါတယ်ဒီ dreamliner လင်းရင်ကပုံမိုခင့်မိတဲ့အတွက်အချက်လက်တွေကိုကောင်းစွာမှတ်တမ်းတင်ထားနိုင်လိမ့်မယ်လို့လည်းဆိုပါတယ် ဒီမှတ်တမ်းတွေကစုံစမ်းစစ်ဆေးရေးအတွက်အရေးကြီးဆုံးသောအချက်လက်တွေကိုပေးနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးရရှိတဲ့အချက်လက်တွေအရခရီးသည်169ဦးဟာအိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး53ဦးကဗြိတိန်နိုင်ငံသား၊9ဦးကပေါ်တူဂီနိုင်ငံသားနဲ့1ဦးကကနေဒါနိုင်ငံသားတို့ဖြစ်ကြပါတယ်။ဒီလိုကြေကွဲစရာတွေလေကြောင်းလိုင်းမှာဇက်တိုက်ဖြစ်နေတာတကယ်ကိုစိတ်မကောင်းစရာပါပဲ။2025ဦးနဲ့ကလေကြောင်းလောကအတွက်အဆိုးဆုံးနှစ်တွေထဲကတစ်နှစ်ဖြစ်နေပြီလားဆိုတာကိုမေးခွန်းထုတ်စီရပါ။ အခုဆိုရင်မနေ့ကဖြစ်ခဲ့တဲ့ ANG ကလေရင်ပြတ်ကျမှုလို့ထိတ်လန့်စရာဖြစ်ရတွေကြောင်းဘိုးအင်းလေရင်တွေရဲ့ဘေးကင်းလုံခြုံမှုပေါ်စိုးရိမ်ပူပန်မှုတွေမြင့်တက်လာပါတယ်။လေကြောင်းလောကမှာနှစ်ပေါင်းများစွာဦးဆောင်ခဲ့တဲ့ဘိုးအင်းလေရင်တွေဟာလက်ရှိမှာတော့ပြင်းထန်တဲ့စစ်ဆေးမှုတွေနဲ့ရင်ဆိုင်နေရပါပြီ။2018ခုနှစ်နဲ့2019ခုနှစ်တွေမှာ Boeing 737 MAX လေယာဉ်နှစ်စီးဇက်တိုက်ပြတ်ကျခဲ့တာဟာ Boeing ရဲ့နာမည်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ ဒီပြကြမှုတွေဟာလေယာဉ်ဒီဇိုင်းနဲ့ software ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ဆိုတာနောက်ပိုင်းမှာတွေ့ရှိခဲ့ရပြီးလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေရဲ့ပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှုပေါ်မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။မနေ့ကဖြစ်ခဲ့တဲ့ Boeing 787 Dreamliner လေယာဉ်ပြကြမှုကတော့ဒီလေယာဉ်မျိုးစားအတွက်ပထမဆုံးအသက်ဆုံးရှုံးမှုကြီးဖြစ်ပြီးဒါဟာ Boeing ရဲ့ခင်မီလေရင်တွေမှာတော့မမျှော်လင့်ပဲအသက်ဆုံးရှုံးနိုင်ကြတွေရှိနေသေးတယ်ဆိုတာကိုပြသနေပါဗျ။ဒီလိုမျိုးမတော်တဆမှုတွေဇက်တိုက်ဖြစ်ပွားလာတဲ့အခါမှာ ခရီးသွားပြည်သူတွေအနေနဲ့ဘောင်းလေရင်တွေဘေးကင်းရလားဆိုတဲ့စိုးရိမ်စိတ်တွေဝင်လာတာမဆန်းပါဘူး။လေရင်ထုတ်လုပ်သူတွေအနေနဲ့ဘေးကင်းလုံခြုံရေးကိုအမြဲတမ်းဦးစားပေးတယ်လို့ပြောဆိုပေမဲ့လက်တွေ့ဖြစ်ရတွေကတော့မေကွန်ထုတ်စရာတွေကြံနေသေးပါပဲ။လေရင်ခရီးသည်တွေအနေနဲ့မိမိတို့ရဲ့အသက်အန္တရာယ်အတွက်ပုံမိုစိတ်မချရတဲ့အခြေအနေကိုရောက်ရှိနေပြီလားဆိုတာကိုစဉ်းစားသင့်တဲ့အချိန်ရောက်ရှိလာပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။